မင်္ဂလာပါရှင်မနေ့ကဒီဇင်ဘာလ၄ရက်နေ့ညနေပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနယ်ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအနေနဲ့မြန်မာပြည်တွင်းတွေကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါမိုးကုတ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒီနေ့ဒီဇင်ဘာလ၄ရက်မနက်အစောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲသွားတယ်လို့မြို့ခံတွေကပြောပါတယ်မိုးကုတ်မြို့နယ်ဘော်မားကြီးရွာအနီးမှာ ဒီဇင်ဘာလ3ရက်မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးဒီနေ့မနက်အစောပိုင်းတနင်္ဂနွေဝန်းကျင်မှာတော့အဲ့ဒီကျေးရွာနီးကိုစစ်တပ်က Jet Fighter နဲ့ဘုံကျဲခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလောက်ကုန်ပိုင်းမှာစစ်တပ်နဲ့တန်းတက်မတော် TNL တို့အပြစ်ရသဘောတူညီခဲ့ပြီးတဲ့နောက်မိုးကုတ်မြို့နယ်ကိုပထမဆုံးအကြိမ်ဘုံကျဲတိုက်ခိုက်မှုဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ကြောင်းဝင်မှုကြောင့်စစ်တပ်နဲ့ TNL တို့အပြစ်ရသဘောတူညီခဲ့ပြီး TNL ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမဲမြို့တွေကို နိုဝင်ဘာလကုန်ပိုင်းမှာစစ်တပ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။ဒါပေမဲ့မိုးကုတ်မြို့ပေါ်ကိုစစ်တပ်ပြန်လည်ဝင်ရောက်လာပြီးနောက်ပိုင်းမြို့အနောက်ပိုင်းမြို့ပြင်ဘက်မှာဒေါ်လေးတက်တွေနဲ့စစ်တပ်တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။စစ်ကောင်စီတပ်ဟာမိုးကုတ်မြို့ပေါ်မှာလက်နက်ကြီးတွေတပ်ဆင်ထားပြီးတိုက်ပွဲဖြစ်ပေါ်နေတဲ့ကျေးရွာတွေဘက်ကိုပစ်ခတ်နေတယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်း9နာရီဝန်းကျင်မှာလေစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တံတွေကြားရပြီးတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့မိုးကုတ်မြို့ခံတူကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမြို့ပြင်ဘက်မှာစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုပြည်သူ့ကာကွယ်တပ်မတော် PDF တွေက drone နဲ့ဘုံကျဲသလိုစစ်တပ်ကလည်းလက်နက်ကြီးအပြင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတူကဆိုပါတယ်။ဒေသခံတွေကတော့တရင်းနဲ့နေထိုင်နေကြရတယ်လို့အဲ့ဒီမိုးကုတ်မြို့အနောက်ပိုင်းကဒေသခံကပြောတာပါ။စစ်ကောင်စီတပ်မိုးကုတ်မြို့ထဲဝင်ရောက်လာချိန်မှာပြည်သူ့စစ်တနန်းစင်တပ်သားတွေအပေါင်းဝင်အင်အားတထောင်ခန့်ပါဝင်ပြီးမိုးကုတ်မြို့ဈေးရုံကျောင်းကြီး ဘောလုံးကွင်းနေရာတွေမှာတက်ဆွဲနေပါတယ်။အဲ့ဒီတက်ဆွဲထားတဲ့နေရာတွေမှာလက်နက်ကြီးတွေတက်ဆင်ထားတယ်လို့သိရပါတယ်။စစ်တပ်ပြန်ဝင်လာပြီးနောက်တစ်ရက်နိုဝင်ဘာလ30ရက်ညနေမှာတော့စစ်တပ်စစ်ကြောင်းတချို့ဟာမိုးကုတ်မြို့ပြင်ဘက်ဒိုးလာလို့ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ TNL စုခွာသွားပြီးတဲ့နောက်ပထမဆုံးဖြစ်တဲ့အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်ကသေဆုံးသူအယောက်20ထက်မနည်းရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီတပ်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ ေသခံတွေရဲ့နေအိမ်တချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်ရှင်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကဆေးရုံနဲ့ကြီးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ CDN ဆရာဝန်တယောက်အပေါင်းဝင်9ယောက်တိဆုံးပြီး10ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ကြောက်ကြီးမြို့နယ်ညောင်ပင်သာရွာကဆေးရုံကိုဒီဇင်ဘာလ3ရက်မနေ့နေ့လယ်ကစစ်ကောင်စီကစစ်တပ်လက်ထက်နဲ့ဘုံကျဲတာလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာစစ်တပ်လက်ထက်နဲ့ဆေးရုံပေါ်တက်တဲ့ကိုရော ဘေးပတ်ဝန်းကျင်ကိုပါဘုံကျဲတက်ခိုက်ကြတာလို့ထိခိုက်သူတွေကိုကူညီခဲ့သူတူကပြောပါတယ်အတိတက်ခိုက်မှုဖြစ်စဉ်ကြောင့်ဈေးရုံထဲမှာရှိနေတဲ့ CDN ဆရာဝန်ဒေါက်တာဆန်းလွင်ဈေးကန်းအကူကျမရေးဝန်ထမ်းတယောက်နဲ့ဈေးကူတောက်မှုခရယူနေသူတယောက်တို့တိတ်ဆုံးတယ်လို့ဆိုပါတယ်နောက်ပြီးကြေးရွာတွေကဒေသခံအမျိုးသားနှစ်ယောက်လည်းတိတ်ဆုံးကြတယ်လို့သိရတာပါထိခိုက်ဒဏ်ရာရသူတွေနဲ့အမျိုးသမီးတွေလည်းပါပြီးဒဏ်ရာရသူရှစ်ဦးကိုတောင်ငူဆေးရုံပို့ဆောင်ထားတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ် စိုးရိမ်ရတဲ့လူနာတွေကိုခွဲစိတ်ကူတာနေရတယ်လို့လည်းဆိုပါတယ်။မနေ့ကစစ်ကောင်စီတိုက်ရိုက်တိုက်ခိုက်မှုကြောင့်ဒေဆုံးတဲ့သူတွေအပြင်ဒဏ်ရာရသူတွေထဲမှာကိုလက်အင်ကပြန်စည်းတဲ့အထိထိခိုက်သူ9ယောက်ရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒဏ်ရာရတဲ့သူတွေတောင်ကိုစိတ်ယုံမှာကူတာမှုခံယူနေချိန်ဆွေမျိုးတွေကတရင်လာမိတာကိုစစ်ကောင်စီကတားမြစ်ကြတယ်လို့လည်းသိရတာပါ။အာနာသိမ့်ပြီးနောက်ပိုင်းစစ်တကလေကြောင်းတက်ခတ်မှုအကြိမ်ပေါင်း၄200ကျွလွန်ခဲ့ပြီးဒေဆုံးသူစုစုပေါင်း၄480အထိရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်ရှင်။စစ်တပ်တကြောပြန်အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုသမရဟောင်းဦးမြင့်စွေပိုင်ဆိုင်တဲ့မန္တလေးမြို့ကမြေကွက်ကိုတမတ်ဖြစ်သူကရောင်းစားလိုက်တာကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းပေးဖို့ဦးမြင့်စွေရဲ့ဇနီးဖြစ်သူကဒီနေ့ဒီဇင်ဘာ၄ရက်ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့သတင်းစာမှာကြေညာချက်ထည့်လာပါတယ်။ဦးမြင့်စွေပိုင်တဲ့မန္တလေးမြို့မဟာအောင်မြို့နယ်ကမြေကွက်ကို တမဖြစ်သူကရောင်းစားလိုက်တာလို့ကြင်ညာချက်ထဲမှာပါရှိပါတယ်။အဲ့ဒီမြေခွက်ကိုဦးမြင့်စွေက အမွေပေးခဲ့တာလွှဲပြောင်းပေးခဲ့တာမရှိဘူးလို့လည်းဆိုထားပါတယ်။မြေခွက် Grand တက်တန်းတိုးဖို့အတွက်ကိုယ်စလဲလွှဲစားပေးထားချိန်မှာတမဖြစ်သူဦးတာယာမြင့်စွေကဦးမြင့်စွေရဲ့မိသားစုတွေမသိအောင်မြေခွက်ကိုရောင်းစားခဲ့တာလို့ကြင်ညာချက်ထဲမှာထည့်သွင်းထားခဲ့ပါတယ်။ဒါကြောင့်ကြင်ညာချက်ထုတ်ပြီး9ရက်အတွင်းလာရောက်ဖြေရှင်းဖို့နဲ့မဖြေရှင်းရင်တရားစွဲမယ်လို့ ဦးမြင့်စွေရဲ့ဇနီးဖြစ်သူဒေါခင်သက်သေးကသတင်းစာမှာကြေညာချက်ထည့်ထားတာပါအခုမြေခွက်ကိစ္စမှာပတ်သက်တဲ့တမတ်ဖြစ်သူကတော့ဦးမြင့်စွေရဲ့သမီးဒေါခင်သက်သားစွေရဲ့ခင်မွန်ဖြစ်ပါတယ် NLD အစိုးရလက်ထက်မှာစစ်တပ်ကစစ်ဘိုလ်ချုပ်ဟာဦးမြင့်စွေကိုဒုတိယသမ္မတအမည်စရင်တင်သွင်းခဲ့တာကြောင့်သူဟာဒုတိယသမ္မတ1ဖြစ်ခဲ့ပါတယ်2021ဖေဖော်ဝါရီလရက်မှာဒီမိုကရေစီနှိကြရွေးကောက်ခန်းအရက်သားသမ္မတဦးဝင်းမြေကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီး ဦးမြင့်စေကိုယာယီတမရအဖြစ်ခန့်အပ်ကာနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီးအာဏာသိမ်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအာဏာသိမ်းမှုမှာယာယီတမရအဖြစ်ပါဝင်ခဲ့သူဦးမြင့်စေကျမရေးချိုးယွင်းခဲ့ပြီး2025ဩဂတ်စ်လအတွင်းသိမ်းဆုံးခဲ့ပါတယ်ရှင်။မန္တလေးမြို့မှာဒီဇင်ဘာလ3ရက်မနေ့မနက်ပိုင်းကစစ်တပ်ရွေးကောက်ပွဲစတင်ကြောင်းဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ဒီနေ့မှာ အာဏာသိမ်းစစ်ကောင်းဆောင်ပါရောက်လာတာကြောင့်စစ်တပ်ကမြို့တွင်းလုံခြုံရေးတင်းကျပ်ထားပါတယ် စကောင်းဆောင်မင်းအောင်လှိုင်လာမဲ့38လမ်း88လမ်းထောက်ကစကောင်းဆောင်မိသားစုပိုင်ခန်းမကို ထတ်တိုးလုံးကြုံရေးအင်အားတရာကျော်ချထားခဲ့တယ်လို့မနေ့ညနေပိုင်းကအဲ့ဒီခန်းမပတ်လည်မှာစစ်တပ်က RPG နဲ့လက်နက်ကြီးတွေထမ်းပြီးခြေလျင်ကင်းလိုက်ကြတယ်လို့မြို့ခံတွေကပြောပါတယ်မြို့ခံတူကရုံစင်းအချိန်မှာစစ်တပ်အင်အားအများပြားနဲ့ကင်းလဲတာကိုတွေ့မြင်ရတာကြောင့်မြို့ပေါ်ကိုစစ်ကြောင်းများထိုးလာတာလားဆိုပြီးလူတွေလက်နေကြတယ်လို့မနေ့ညနေပိုင်းမြင်ကွင်းကိုပြောပြပါတယ် အာနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်မန္တလေးကိုလာရောက်တဲ့ခရီးစဉ်တွေမှာအခုတစ်ခေါက်ကတော့လုံခြုံရေးအင်အားအများဆုံးတွေ့မြင်ရတာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်ဒီနေ့မနက်ပိုင်းမှာဆိုရင်လေမန္တလေးမြို့ထဲမှာစစ်တပ်ကအရက်ဝတ်တွေအင်စည်းကားတွေနဲ့ကင်းပတ်နေတယ်လို့သိရပါတယ်လမ်းမတန်းတွေမှာလည်းတနေရာကိုစစ်သား9ရောက်ဝန်းကျင်စီလုံခြုံရေးယူထားတာတွေ့ရပြီးလမ်း30ကနေ35လမ်းမထိခြေလျင်ကင်းပတ်တာတွေရှိနေတယ်လို့ဆိုပါတယ်မနက်ဖြန်ဒီဇင်ဘာလ9ရက်မှာ ပြည်ဦးလင်းစစ်တပ်နေပညာတက္ကသိုလ် DSTA ကျောင်းစင်ပွဲရှိသလိုဒီနေ့မှာတော့အာနာသိန်းစစ်ကောင်းဆောင်ကမန္တလေးမြို့ကဗန်ခွဲဖွင့်ပွဲတစ်ခုသွားဖို့ရှိတယ်လို့သတင်းရရှိထားပါတယ်စစ်တပ်ကလုံခြုံရေးအများအပြားခြားထားတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးအထူးဂရုပြုကြဖို့စစ်အုပ်စုကအစင်းအတင်းစစ်တာတွေရှိနိုင်တယ်လို့ Voice of မန္တလေးကလည်းသတင်းပေးထားပါတယ်ရှင်အခုဆက်လက်ပြီးတော့ကဘာတဝမ်းကသတင်းအကြောင်းအရာတချို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် မေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ F16 တက်လျင်တစ်စီးပြတ်ကျခဲ့ပြီးလေယာဉ်မှုကတော့အချိန်မီလေထီးနဲ့ခုန်ထွက်ပြီးအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။အဒီအပေါ်စားတက်လျင်ဟာ American လေတက်ရဲ့ Stand Alone ပြပြန်တမ်းမှု unit Thunderbird မှာပါဝင်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ဟာဒီဇင်ဘာလ3ရက်နေ့တုန်းကကယ်လီဖိုးနီးယားပြည်နယ်အရှေ့ပိုင်း Trona လေစိတ်နားမှာဥတီစိုက်စင်းပြန်တမ်းရင်ပြန်လည်ဥမမော့နိုင်ပဲ။ကွင်းပြင်တနေရာစီပြုတ်ချပြီးပောက်ကွဲသွားတာဖြစ်ပါတယ်။ လေရင်ကိုတူးတဲ့ထိန်းချုပ်မောင်းနေခဲ့တဲ့လေရင်မှုကတော့လေထီးနဲ့အချိန်မီခုန်ထွက်ပြီးလွတ်မြောက်သွားပါတယ်လူမှုကွန်ရက်မီဒီယာတွေပေါ်ပြန့်နှံ့ခဲ့တဲ့ဗီဒီယိုဖြတ်ပိုင်းတိုလေးမှာတော့လေရင်ပြတ်ကျပြီးပောက်ကွဲရကထွက်ပေါ်လာတဲ့မိခိုးလုံးကြီးနားမှာလေထီးလေးကြာဆင်းသွားတာကိုအဝေးကနေတွေ့ခဲ့ရပါတယ်လေရင်ပြန်တမ်းမှုအစီအစဉ်တစ်ခုမှာအဲ့ဒီလို လေရင်ပြတ်ကျမှုဖြစ်ခဲ့တာလို့လေတက်ရဲ့ထိတ်တန်းစတန်ယူနစ်ဖြစ်တဲ့တန်တာဘတ်ကထုတ်ပြန်ခဲ့ပါတယ်ပြတ်ကျခဲ့တဲ့တိုက်လေရင်ဟာ of 16C မျိုးခွဲဖြစ်ပြီးပေါ်ပါတဲ့အလင်းအမြန်လမ်းကြောင်းပြောင်းကွေးကောက်ပြန်တန်းရဲစစ်ကစားနိုင်တဲ့ဒီဇိုင်းမျိုးနဲ့ထုတ်လုပ်ထားခဲ့တာပေါ့ of 16C တွေဟာ Thunderbird ရဲ့လေကြောင်း stamp ပြောက်ကွက်တွေမှာအဓိကထားအသုံးပြုတဲ့လေယာဉ်တွေလည်းဖြစ်ပါတယ် of 16တွေဟာခေတ်သစ် American သမိုင်းမှာအများဆုံးရောင်းချရတဲ့တိုက်လေယာဉ်အမျိုးအစားလည်းဖြစ်လာပါတယ်1980ပြည့်လွန်နှစ်တွေမှာစတင်ထုတ်လုပ်ခဲ့ပြီးစင်စက်မပြတ်အစစ်မြစ်တဲ့မုံမှန်မှုတွေကြောင့် of 16တွေဟာ မြန်မာခေတ်စစ်ပွဲတွေအထိအသုံးဝင်နေသေးပါအဲ့ဒီတက်လျင်တွေကို American က Iran နဲ့ Afghanistan စစ်ပွဲတွေမှာအသုံးပြုခဲ့တယ်လို့လက်ရှိရုရှားရဲ့ကျူးကျော်စစ်ကိုခုခံနေတဲ့ Ukraine တပ်တွေလည်းအထူးအားကိုးနေကြပါတယ်လေရင်ပြကြမှုမှာလေထင်းနဲ့ခုံထွက်ခဲ့တဲ့လေရင်မှုဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့ဒဏ်ရာမျိုးမရှိခဲ့ကြောင်းဒါပေမဲ့လိုအပ်တဲ့စစ်ဆေးမှုတွေလုံဆောင်ဖို့ဈေးရုံကိုတင်ဖို့ပေးခဲ့ကြောင်းလေတပ်ကပြောပါတယ် လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုမသိရသေးဘဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေလို့လေလေတက်ကထုတ်ပြန်ထားပါရရှင်။စစ်ရေးအစီအမံတွေကိုလူအများအသုံးပြုတဲ့ messaging platform တခုမှဆွေးနွေးခဲ့တဲ့ American ကာကွယ်ဝင်ကြီးရဲ့လုပ်ရဟာမဖြစ်သင့်တဲ့ကိစ္စလို့ဝင်ကြီးဌာနရဲ့သုံးသပ်ချက်တခုကဖော်ပြခဲ့ပါတယ်။ American ကာကွယ်ဝင်ကြီးဌာနဖြစ်တဲ့ Pentagon စစ်ထာနာချုပ်ရဲ့သုံးသပ်ချက်ထဲမှာတော့ဝင်ကြီးပိဟတ်ဆာဟာသူ့ရဲ့ပုံကိုယ်ရဲ့အသုံးပြုတဲ့ဖုန်းတွေက signal app ကိုအသုံးပြုပြီး စစ်စင်ရေးအစီအမံတွေကိုတခြားအရာရှိတွေနဲ့ဝေမျှဆွေးနွေးကြတာဟာလုံထုံးလုံနေမှောက်ရွံ့တယ်လို့ကောက်ချက်ချထားခဲ့ပါတယ်။မက်လာရုံကရီမဲနိုင်ငံမှာဟိုတီပျောက်ကြားတပ်တွေကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေမဆခင်မှာစစ်နယ်မှာ group တစ်ခုဖွဲ့ပြီးဟက်ဆက်ဒုတိယသမ္မတ James Steven Vance ဗဟိုထောက်လှမ်ရေး agency CIA အကြီးအကဲ General Clip နဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Mike Wolf တို့ဆွေးနွေးကြတဲ့ကိစ္စပေါ်ပေါက်လာပြီးမှာ ပင်ကွန်ကအဲ့ဒီကိစ္စကို ပြန်လည်သုံးသပ်ကြတာ ဖြစ်ပါတယ်။အဲ့ဒီတုန်းကတော့ Wells ကသတင်းဌာန Editor ချုပ်တူကို group ထဲမှာထည့်မိလိုက်ရာက Signal မှာ American ထိတ်တန့်အရာရှိတွေစုဖွဲ့ဆွေးနွေးခဲ့ကြတဲ့အကြောင်းပေါက်ကြားခဲ့တာပါ။လုံထုံးလုံနည်းတွေအရာဆိုရင်အခုလိုမျိုးထိလွယ်ရှောက်လွယ်ရှိတဲ့စည်ရေးအစီအမံတွေနဲ့ပတ်သက်ပြီးအများပြည်သူအသုံးပြုတဲ့ platform တွေမှာဆွေးနွေးခွင့်မရှိပါဘူး။ပင်ကွန်ကတော့လုံခြုံရေးအရာရာနှုန်းပြည့်အစိမ့်မချရတဲ့အများသော platform တစ်ခုမှာ စစ်ရေးလျှို့ဝှက်ချက်တွေကိုဆွေးနွေးခဲ့တဲ့ဟတ်ဆက်ရဲ့လုပ်ရဟောင်းအမေရိကန်စစ်တီတွေရဲ့အသက်ကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်တဲ့ကိစ္စမျိုးအဖြစ်ကောက်ချက်ချခဲ့ပါတယ်။ပင်တကွန်ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိချုပ်ကဟတ်ဆက်ဟာဘလို့စစ်ရေးအချက်အလက်တွေကို signal ပေါ်မှာမျှဝေဆွေးနွေးခဲ့တယ်လဲဆိုတော့ကိုတော့ထုတ်မပြောသွားပါဘူး။အင်ဖြူတော်ကတော့ဟက်ဆာစစ်ရေးလျှို့ဝှက်ချက်တွေကိုပေါက်ကြားစေခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပါတယ်။အဲ့ဒီသုံးသက်ချက်ဟာမာယွန်ကြောင့်အစီရင်ခံချက်မှာကောက်ချက်ချထားတယ်လို့မျိုး စစ်ရေးလျှို့ဝှက်အဆင့်တရင်အချက်လက်တွေမျှဝေခဲ့တာလည်းမရှိကြောင်းအင်ဖီရောပြောရေးဆိုခွင့်ရအရာရှိရှောင်းဘောင်နယ်ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။အဲ့ဒီကောက်ချက်ကိုခိုင်မာစေမဲ့တပ်သေးပါတစ်ခုမှမရှိကြောင်းဒါပေမဲ့စန်းကျင်ဘက်ကနေတပ်သေးပြဖို့အထောက်အထားတွေကတော့အများအပြားရှိနေကြောင်းအ ਨੇ ဆုံးတော့အစ်စစ်စင်ရေးကိုအတိုင်းအဆောင်အမအယုံနည်းနည်းလေးတောင်မရှိခဲ့ပဲချောချောမောမောအကောင့်ထဲပေါ်နိုင်ခဲ့တယ်ဆိုတာညင်းလို့မရကြောင်းသူကဆိုပါတယ်။ဟက်ဆက်ကလည်း သူဟာစစ်ရေးအခင်းကျင်းအစီအမံတွေကိုစစ်ကနေမှာမျှဝေခဲ့ကြောင်းဆွဆွဲချက်တွေကိုပယ်ချထားပါတယ်။သူဟာစုံစမ်းရေးအရာရှိချုပ်ကတွေးဆမေးမြန်းခွင့်တောင်းဆိုတာကိုလည်းငင်းဆန်ခဲ့ပါတယ်။သူ့ရဲ့တီးခြားကြေညာချက်မှာတော့ဟက်ဆက်ကလုံပိုင်ခွင့်အရာသူဟာစစ်ရေးလျှို့ဝှက်ချက်တွေကိုထုတ်ပြန်ပိုင်ခွင့်အပြည့်ရှိကြောင်းပြီးတော့သူမျှဝေခဲ့တဲ့အချက်လက်တွေဟာလျှို့ဝှက်အစစ်မဟုတ်ပဲမျှဝေဖို့အနေရကင်းတယ်လို့သူယူဆတဲ့အကြောင်းအရာတွေဒါဖြစ်ကြောင်းလည်းဖော်ပြထားခဲ့ပါတယ်ရှင်။ ဟားမတ်ပြောက်ကြားရေးစီကနေထိုင်းနိုင်ငံသားတရားခံတူရဲ့အလောင်းကိုလက်ခံရရှိခဲ့ကြောင်းအစ္စရေးကအတည်ပြုခဲ့ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာအပြည်ပြည်ဆိုင်ရာကြက်ချင်းနေအဖွဲ့ကတဆင့်ဟားမတ်တွေကတရားခံရုပ်အလောင်းတစ်ခုကိုလွှဲပြောင်းပေးခဲ့တာပါ။စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့နောက်အဒီအလောင်းဟာထိုင်းနိုင်ငံသားအသက်53နှစ်အရွယ်စိုက်ပျိုးရေးလုပ်သားစူတီဆက်ရင်တာလက်ဖြစ်တယ်လို့အစ်စထရေးကကြေညာခဲ့ပါတယ်။သူဟာ2023ခုနှစ်အောက်တိုဘာ9ရက်နေ့တုန်းက ဂါဇာအခြေစိုက်ဟားမတ်နဲ့တခြားပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကအစ္စရေးကိုနေဆက်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ဒဇာကန်တွေထဲမှာအပါအဝင်ဖြစ်ခဲ့ပါတယ်။အမေရိကန်ကကျောင်းဝင်ဆစ်ဆက်ပေးထားတဲ့အပြစ်ခတ်ရဲစေးရေးသဘောတူညီမှုအရဟားမတ်ဟာအသက်ရှင်နေစေဒဇာကန်အားလုံးကိုပြန်လွတ်ပေးခဲ့တယ်လို့ဒေဆုံးခဲ့တဲ့ဒဇာကန်တွေရဲ့အလောင်းတွေကိုလည်းတတုတ်ချင်းလွှဲပြောင်းပေးခဲ့ပါတယ်။စူတီဆက်ရဲ့အလောင်းကိုပြန်ရပြီဖြစ်တာကြောင့် ဂါဇာမှာနောက်ဆုံးကျန်နေတဲ့တရားခံအလောင်းကတခုပဲရှိတော့တယ်လို့အစ္စရေးကဆိုပါတယ်။အဲ့ဒါကတော့အသက်24နှစ်အရွယ်ရဲဝန်ထမ်းရန်ဂျီဘလီဖြစ်ပါတယ်။ဒီဇင်ဘာ၂ရက်နေ့မှာဟောင်းမတ်တွေပေးပို့တဲ့အလောင်းတွေကို DNA စစ်ဆေးကြည့်တဲ့အခါမှာတရားခံတွေနဲ့ဆက်ဆက်မှုမရှိကြောင်းအစ္စရေးကတွေ့ရှိခဲ့တဲ့နောက်စူတီဆက်ရဲ့အလောင်းကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကစူတီဆက်ရဲ့မိသားစုကိုဒီကိစ္စနဲ့ပတ်သက်လို့အစောဆုံးအကြောင်းကြားခဲ့ကြောင်း တို့ရဲ့ဆုံးရှုံးမှုအတွက်အထူးစာနာဝန်ထဲချောင်းလဲကျင်းညာခဲ့ပါတယ်။သူတီဆက်ရဲ့အယုတ်အလောင်းကိုမိသားစုစီပြန်လဲပေးပို့နိုင်ဖို့အတွက်အစ္စရေးအစိုးရဟာထိုင်းတန်ယုံနဲ့ညှိနှိုင်းနေတယ်လို့သိရပါတယ်။ဟောင်းမတ်ဘက်ကတစားကန်အယုတ်အလောင်းတွေလက်လွဲပေးမှုပြီးများလို့ဒီပါဖြစ်လာတဲ့နောက်အစ္စရေးကရပ်ပိုင်းအတွင်းမှာရာဖာနေဇက်ဂိတ်ကိုပြန်ဖွင့်ပေးမယ်လို့ကြေညာခဲ့ပါတယ်။ရာဖာဂိတ်ဟာဂါဇာတောင်ပိုင်းနဲ့အီဂျစ်နိုင်ငံကြားမှာတည်ရှိပါတယ်။အဲ့ဒီဂိတ်ကိုအစ္စရေးကပြန်ဖွင့်ပေးတဲ့အခါ ါလစတိုင်းတွေအနေနဲ့ဂါဇာကနေထွက်ခွာလို့ရလာမှာဖြစ်ပါတယ်ရှင်။ People's Bank ကတင်ဆက်ပေးတဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။